မေလ25ရက်ကဖန်စီယာမိခဲ့တဲ့အကျန်းဖက်တင်တန်းတက်ရောက်ခဲ့သူမော်လဝီဆရာတဦးနဲ့ဆက်ဆက်ပြီးအကျန်းဖက်တင်တန်းတက်ရောက်ခဲ့သူနောက်တဦးကိုထပ်မံဖန်စီယာမိခဲ့တယ်လို့နိုင်ငံတော်တိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီကဂျွန်လ၄ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်အကျန်းဖတ်တင်တန်းတက်ရောက်ခဲ့သူမော်လဝီဆီယာမာမက်တာဆောင်းဆိုသူကိုမီလာ25ရဲ့ညနေ9:00နာရီကဘူတီတောင်မြို့နယ်ကန်တက်ရွာမှာဖမ်းဆီးရမိခဲ့တာဖြစ်ပြီးသူနဲ့ဆက်ဆက်ပြီးလုံခြုံရေးတပ်ဖွဲ့ဝင်တွေကစုံစမ်းစစ်ဆေးရာဂျွန်လ2ရက်မနက်6:00နာရီခွဲမှာဘူတီတောင်မြို့ ြို့နယ်ရက်ချောင်းကြီးရွာနေအကျန်းဖတ်တင်တန်းတယောက်ခဲ့တဲ့မမက်အီစလန်ဆိုသူကိုသူ့ရဲ့နေအိမ်မှာထပ်မံဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်အရသိရပါဗျ။ဖန်စီရမိသူကိုဥပဒေလုံးထုံးလုံးနေရတဲ့အညီအမှုဖွင့်အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်နေရလို့သိရပါဗျ။ မေလ29ရက်ညပိုင်းကလည်းမောင်တောမြို့နယ်အတွင်းမှာဖန်စီယာမီခဲ့တဲ့တရီကုန်းတန်းအနောက်ရွာနေအဒူရာမန်ကိုစစ်ဆေးရာကအကြမ်းဖက်စစ်တပ်နဲ့တယောက်ခဲ့သူ2ဦးနဲ့မတင်ငါသူအချို့ကိုဖန်စီယာမီခဲ့တယ်လို့နိုင်ငံတော်အတိုင်းအမြံကုန်သတင်းထုတ်ပြန်ရေးကော်မတီကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပြင်ဂျွန်လာ3ရက်ရင်းနေ9နိုင်ခွဲကလည်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာမောင်တောမြို့နယ်နေဆက်မှတ်တိုင်း34အနီးမှာကင်းလက်ဆောင်ရွက်စဉ်နေဆက်မှတ်တိုင်း33မိုင်နဲ့34အကြားကနေမြန်မာနိုင်ငံတွင်းသို့ဝင်ရောက်လာသူတောင်ပြူရွာကြီးရွာနေမိုဟာမက်အာလောင်ဆိုသူကိုဖမ်းဆီးရမိခဲ့တယ်လို့နိုင်ငံတော်တိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီကသတင်းထုတ်ပြန်ပါတယ်။ ကျွန်းလာ၃ရက်ညပိုင်းကလည်းမင်းပြားမြို့နယ်ရန်ကုန်စစ်တွေသွားကာလန်ရမောင်တရားတောင်ဘက်၆ဖာလုံခန့်အကွာမှာတရားလုံကျုံရင်တပ်ဖွဲ့ဝင်တွေကရင်းနေကိုပိတ်ဆို့ရှာဖွေစဉ်ဆိုင်ကယ်၃စီးကထွက်ပြေးသွားလို့လိုက်လံဖမ်းဆီးခဲ့ရမှာဆိုင်ကယ်တစ်စီးတိတ်မှောက်ခဲ့လို့ဆိုင်ကယ်ပေါ်ပါလက်တော်ရီကြီးရွာနေမာတာမီဆိုသူကိုဖမ်းဆီးရမိခဲ့လို့သိရပါတယ်။မာတာမီကိုစစ်ဆေးရာဆိုင်ကယ်မောင်းသူဟာရခိုင်လူမျိုးတူဖြစ်ပြီးတရွာထဲနေသူ၃ဦးလုံးနဲ့အတူရန်ကုန်မြို့ကတဆင့်နိုင်ငံသားတို့တို့ရောက်ဖို့လက်တော်ရီရွာကနေ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့တဲ့အတွက်မာတာမီကိုလူမှုကြည်ကြေးဥပဒေနဲ့အညီအမှုဖွင့်ရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိပြီးကြံသုံးဝါစုံစမ်းနေရလို့နိုင်ငံတော်အတိုင်းအမြင်ငယ်ရုံးသတင်းထုတ်ပြန်ရေးကော်မတီကသတင်းထုတ်ပြန်ထားပါတယ်။